တိနေနေတဲ့ဆိုတာဘယ်လိုလဲဒါရှင်းဖို့လိုလားလူတွေကတော့ကြကြပြောမှာအာမြဲတမ်းတတိရှိတယ်စာမှာလည်းတတိရှိတယ်အေးရမယ်တတိရှိတယ်ပဲသွားမယ်ဆိုတာလည်းတတိရှိတယ်အဲ့တတိရှိတယ် KTV ကြည့်ရမှာတော့တတိရှိနေတော့ဘာလို့မညာလို့ရမလဲအကုန်လုံးတတိကရှိနေတာဆိုတော့အဲ့ဒါတွေကိုဆုလို့ရလားနော် တမန်လုံးတည်နဲ့ပတ်သက်ပြီးတတိရှိနေတော့ဆိုလိုတာလားဆိုအဲ့လိုမဟုတ်ဘူးအဲ့ဒါနိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တတိရှိနေရမှာဘယ်မှာရှိရမှာတော့ဆိုတဲ့ခါကျတော့မာသရိဝရဏတုတ်ပါလာတဲ့အတိုင်းပဲကထင်းစဘိက္ခေဘိက္ခုတတော်ဟောတိဘယ်လိုလုပ်ပြီးတော့တတိရှိတာလဲတဲ့ရဟန်းတော်တပါးဟာသို့မဟုတ်ယောဂီပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်တတိရှိတာလဲဆိုတတိရှိပုံလေးကိုပြပြ ဣရဘိခွေဘိခုကာယေကာယ ानु ပတိဝေရတိအတ္တပိသမ္ဇာနောတတိမဝိနည်းလောကိဘဝမှာအလုံးခြုံကြည့်လိုက်လို့ရှင်အခြားတတိရှိနေတာဗမတ္တမို့မရှိလာဘူးအမြဲတမ်းမို့မရှိဘူးရိုးရိုးလေးပဲစားဖို့ရာတတိရှိနေတယ်သွားဖို့ရာတတိရှိနေတယ်လှုပ်ဖို့တတိရှိနေတယ်အဲဒီတတိတွေရှိနေအဲဒီတတိတွေကဘဝမှာဒီဘဝအတွက် အလုဖြစ်ဖို့လေးပဲရှိတယ်။တန်တရားဝကလွတ်ဖို့မပါဘူးအဲ့ဒါနော်။တန်တရားဝကလွတ်ဖို့မပါဘူး။တန်တရားဝကဖို့လိုအပ်တဲ့တတိဆိုတာအဲ့ဒါကိုခေါ်တာမဟုတ်။အဲ့ဒါဆိုလိုတဲ့မြတ်စွာဘုရားရဲ့တရားတော်မှာတတိဆိုတာအစစ်မြစ်တဲ့တတိကိုပဲပြောတာမြား။ကုသိုလ်လောကမှာတတိရှိတယ်။ကုသိုလ်ဘက်ကတတိရှိတာ။အစစ်မှန်ဘက်ကတတိရှိတာ။ဆိုပါစို့ ် illusion ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတတိရှိတယ်လို့တော့ပြောလို့မရဘူးလေသူသိတာအမှန်သိတာပါမဟုတ်တယ်အလွဲမှားတွေထင်နေတာအဲ့တော့မြတ်စွာဘုရားပြောတယ်တတိရှိတယ်ဆိုတာအမှန်သိဖို့အတွက်လမ်းခင်းတဲ့တတိကိုဆုလို့တယ်ပေါ့လူတွေကအမှန်သိနာလားဆိုတော့မှန်မသိဘူးလွဲနေတာဘာနဲ့ဥပမာတူတော့ဆိုရင် robot ဆိုတဲ့စေယုတ်ကြီးကိုလူအစ်စ်ထင်တယ်အဲ့ဒါလွဲနေပြီလေ တတိတော့ရှိတယ်အယုတ်ကြီးကိုကြည့်ပြီးတော့အဲ့ဒါလူကြီးပဲလူပဲစကားပြောလို့ရတယ်ဆိုတယ်အယုတ်ကို လူထင်းနေတာကွာအီလူရှင်ပဲနော်အဲ့ဒါပြောမဆိုလို့ဘူးဒါကြောင့်အဲ့ဒါအလွဲအမှားကိုတတိရှိနေတယ်လို့ခေါ်လို့ရတယ် အရှင်းမှန်ကိုသိနေတာမဟုတ်ဘူးအလွဲမှန်ကိုသိနေတာဖြစ်တယ်အလွဲမှန်သိဖို့အတွက်စိတ်ကအာယုန်တွေကအရှင်းမှန်ကိုအာယုန်သိတာမဟုတ်ဘူးအထင်မြင်ပေါ်မှာတတိရှိနေတယ်လို့ခေါ်လို့ရတယ်သူကတော့ငါမိတ်ဆွေပဲသူကတော့ငါသားပဲငါသမီးပဲဒါကတော့ငါပိုင်တဲ့ပစ္စည်းပဲဆိုရယ်တဏှာနဲ့တွဲပြီးတော့သိနေဒိဋ္ဌိနဲ့တွဲပြီးတော့သိနေတယ်အတိ ဒါတတိရှိတယ်လို့မခေါ်နိုင်ဘူးလေ။နော်ဒါတတိလို့မခေါ်နိုင်ဘူး။စိတ်ရဲ့ဖြစ်နေကြပေါ်မှာ ဖြစ်တယ်လို့ပဲပြော။မြတ်စွာဘုရားဟောတဲ့တတိဆိုတာဓမ္မတတိကိုဆိုလိုတယ်ပေါ့။အစစ်မှန်ကိုသိဖို့တတိလို့ဆိုလိုတယ်။ဒါကြောင့်မို့တမန်စကားတွေမဟုတ်ဘူး။တမန်စကားတွေမဟုတ်ဘူး။ကိုသိနေတဲ့အသိဟာလွယ်မှားကြီးဖြစ်နေတယ်။